အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလဲပါတယ်ကောင်းမွန်သောနီလီနီဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ရပါတယ်ဗောနောအဲ့တော့ဒါကျွန်တော်လက်ရှိနောက်ဆုံးရဒါကျွန်တော် Manchester United ရဲ့ the ring နဲ့တူတင်ဆက်ပေးချင်တာဖြစ်ပါတယ် Manchester United အသင်းအနေနဲ့ဒါကျွန်တော်လာမယ့်ဒါကျွန်တော်ညရာဒီမှာ တိုက်စပိုင်းနေရာအတွက်ကစားသမား၃ယောက်လောက်ထိကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီဖြစ်တယ်။ Manchester United ကအသင်းနဲ့လက်ရှိမှာဒါကြောင့်တည်ကြတဲ့အပြောင်းရွှေ့တစ်ခုကမကြခင်မှာဖြစ်ဖို့ရှိတယ်။ဒါ့အပြင်ကျတော့နောက်ကနေပြီးကစားသမား၂ယောက်လောက်ထပ်ပြီးလိုက်ဖို့ရှိတယ်ပြင်ကိုဒါကျွန်တော် Everton ရဲ့ခံစားမှုဖြစ်တဲ့ Jerome Brandwhite ကိုလည်းပြန်လည်ပြီးစိတ်ဝင်စားလာတယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် detail လေးနည်းနည်းပြောအောင် source တွေနဲ့အတူဘယ်လောက်ထိခိုင်မာမှုရှိလဲဆိုတာလေးကိုလည်းနည်းနည်းလေး detail ပြောအောင်။အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Matthew Ross ခေါင်းဆောင်နဲ့ဘယ်လောက်ဖြစ်နေပြီလဲ။နောက်ဆုံးဒါကျတော့ M MEN Manchester Evening News အပါအဝင်ဒါကျွန်တော်တို့ The Athletic UK ရဲ့ပြောပုံရဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ပုတ်ကိုရရရဒါကျွန်တော် Matthews Corner နဲ့သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းတွေကတော့ TOWL level လောက်ထိမြင့်တက်လာပြီလို့ပြောလို့ရတယ်အဲ့တော့ဒါကစားသမားနဲ့ပုတ်ကိုရရသဘောတူညီမှု Manchester United အသင်းနဲ့ရရှိခဲ့ပြီးနောက်ပိုင်းမှာ Matthews Corner ရဲ့အပြောင်းရွှေ့နဲ့ဒါကျွန်တော်တို့ Wolf အသင်းကိုဒါမချခင်မှာတရားဝင်ဆွေးနွေးမှုရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ Wolf အသင်းကလည်းလက်ရှိမှာဒါ Matthews Corner ကိုလာမယ့်နေရာဒီမှာရောင်းချပြီးတော့သူတို့ နေတဲ့ဒီကစားသမားရဲ့ရောင်းဝငွေကနေပြီးတော့အသင်းတဲ့ကို ပြန်လဲပြီးတော့ invest လုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒါကြောင့်မို့ဦးဘအသင်းနဲ့ဒါကြောင့် Matthews Corner အပြောင်းလဲဖြစ်မယ်ဆိုရင်တော့မြင်မြန်ဆက်ဆန်းဖြစ်သွားဖို့တို့တို့နဲ့မျှော်လင့်နေတယ်။ Matthews Corner ရဲ့အပြောင်းရွှေ့ကရတဲ့ပတ်စံနဲ့ဒါကြောင့်ချက်ချင်းဆိုလို့အသင်းရဲ့အဓိကကစားသမားတချို့ကိုပြန်လဲပြီးတော့တိဆောက်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။လက်ရှိနီးပြကလည်း Wolves အသင်းကိုတော်တော်လေးကိုအဆင်ပြေအောင်လှုပ်ထားခဲ့တဲ့အတွက်ကြောင့်မို့ဒီနီးပြ Victor Pereira နဲ့ဒါအသင်းနဲ့နီးပြနဲ့တူဒါ woof အသင်းနဲ့ဒါ Matthews Corner ကိုရောင်းရတဲ့ပတ်စံနဲ့တူအသင်းကိုပြန်လဲပြီးတိဆောက်နိုင်ဖို့တို့ကမျှော်လင့်နေတယ်။အဲ့တော့ ပြောချင်တာသူတို့နှစ်ယောက်လုံးကဒါကျွန်တော်လက်ရှိမှာအတွေးတူတယ် United အသင်းကလည်း Matthews Corner ကိုဒါအသင်းရဲ့ဒါရာသီအသစ်ဒါကျွန်တော်တို့ဆက်ဆချင်းမှာ Amore နဲ့တူ training များလုပ်ပြီးအသင်းနဲ့တူအဝင်ဂွင်ကြဖြစ်စေခြင်းနဲ့ဒါအပြင်နောက်တစ်ခုကဒါကျွန်တော်တို့ Manchester United ဘက်ကမဟုတ်ဘဲနဲ့ဒါ Wolves ဘက်ကပြင်ကြည့်ပြန်တော့ဒီအပြောင်းရွှေ့မြင်ဖြစ်ပြီးပတ်စံများရခဲ့လို့ရှိရယ်ဒါ Victor Pereira အတွက်လာမယ့်နွေရာသီမှာသူတို့အနေနဲ့ဒါအေးပေါ့ဟို Champion League ပါညာဆိုရတဲ့ဥရောပဝင်ငွေပုံစံမျိုးအတွက်ဒါ Wolves အသင်းကအဆင်ပြေပြင်ပြင်သွားနိုင်မှာဒီငွေနဲ့များဒါကျွန်တော်တို့တို့အနေနဲ့ပြန်လဲတိဆောက်လို့ရသွားနိုင်မလားဆိုတဲ့ ပုံစံမျိုးဒါလုတ်သွားဖို့ရှိတယ်လို့လည်းကြားသိရတယ်မှာပါအဲ့တော့ဒါနှစ်ဦးနှစ်ဖက်လုံးဒါဒီအပြောင်းရွှေ့ကအကုန်လုံးလိုလိုချင်းချင်းဖြစ်နေတဲ့ကြောင့်ဒီအပြောင်းရွှေ့ကဖြစ်လာဖို့တော့တော်တော်လေးကိုများတယ်အဲ့တော့ကစားသမားနေလဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပုတ်ကူရရရသဘောတူညီမှုရထားပြီးဖြစ်တဲ့ကြောင့်အဓိကပြောရမှာကစာချုပ်ဖြတ်သိမ်းခြင်းပဲယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါဟူဖ်အသင်းရဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့62တန်း62.5တန်းကိုတပြိုင်တည်းတော့မပေးနိုင်ဘူးတေးကြတယ်ယူရိုပါလိရမယ်ဆိုတော့ယူနိုက်တက်အသင်းနဲ့62တန်း5တန်းကိုပေးဖို့အစီအစဉ်မရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ပြီးရင်ရှင်းပြမယ်62တန်း5တန်းကိုလက်ရှိမှာ မန်ချက်စတာယူနိုက်တက်တင်းနဲ့2သမ5သန်းပူပေးပြီးတော့65သန်းနဲ့ package နဲ့ရူတာကျော်3ရက်ခွဲပေးဖို့အတွက် Wolverhampton ကိုတရားဝင်ကန့်လှမ်းမှုပြုလုပ်ဖို့အတွက် United အသင်းပြင်ဆင်လာခဲ့တယ်။ Wolverhampton ကလည်းဒါကိုလက်ခံသွားဖို့ရှိပြီးပထမအဆုံး down payment မှာတော့ပေါင်သန်း30နဲ့35သန်းပတ်ချလဲဝင်ညာလိုချင်တယ်။ကျန်တဲ့ဥစ္စာကိုတော့ဒါ2ရက်ပုံစံမျိုးခွဲပေးဖို့အတွက်သူတို့အနေနဲ့တောင်းဆိုဖို့ရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာတာဖြစ်တယ်။အဲ့တော့ United ဘက်ကလည်းဒါမျိုးကိုပေးနိုင်တယ်ခုနက Matthews ခေါနာကိုပထမရေးကြမှာ35သန်းဆိုတဲ့ပတ်စံကအရင်ကြီးမများတဲ့အတွက်ကြောင့်မို့30နဲ့35သန်းကြာပထမရေးကြမှာ ပေးဖို့စီစဉ်ရှိပြီးတော့ကျန်တဲ့တရံနဲ့ဒါကျွန်တော်တန်း60အမှုဆိုရင် မဲတန်း30 35တန်း2ရက်ခွဲပြီးသွားမလားဒါမှမဟုတ်တော့ဘူးပဲ35တန်း19တန်း5တန်း2ရက်ခွဲပြီးသွားမှာကျွန်တော်ဒါတစ်ချက်တော့စောင့်ကြည့်မှာဒါပေမဲ့ဒါကဒီဒေးပေါ့နော်အဲ့တော့ United တင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Matthews Corner ကိုဒါလာမဲ့နွေရာသီမတိုင်ခင်မှာတရားဝင်ရဖို့အတွက်ပြင်ဆင်လာခဲ့ပြီဖြစ်တယ် Matthews Corner ကိုကြားထဲမှာတော့ဒါ Juventus ကိုဒါကျွန်တော် Arsenal ကိုစိတ်ဝင်စားမှုရှိခဲ့ပေမဲ့ကစားသမားကိုယ်တိုင်က Manchester United တင်းကိုရွေးချယ်လိုက်ပြီဖြစ်တော့ကြောင့်မို့ Who for thing are Manchester United တင်းနဲ့မကြခင်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရားဝင်စကားပြောဖို့ရှိတယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခု နေနေတာခုနပြောလို့ရမန်ချက်စတာယူနိုက်တက်နဲ့62.5တောင်းတပြိုင်နက်ထဲမတုံးဘူးဆိုတဲ့ဥစ္စာကပါကြောက်လေ။လာမယ့်နေရာဒီမှာမန်ချက်စတာယူနိုက်တက်တင်နေတာကျွန်တော်မက်သူးစ်ခေါ်နာဆက်ဆံကစားသမားနောက်တစ်ယောက်ကိုလိုချင်တယ်။ဒီနေရာမှာမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့တည်ကြတဲ့အတိုင်းပဲ။ဒါ အလက်ရှိသတင်းတွေအရဆိုရင်တော့ဒါနောက်ဆုံးသတင်းတွေအရဆိုရင် Manchester United က M1 ဘူကိုလိုချင်တယ် M1 ဘူကိုလက်ရှိမှာ Brentford ကတော့ရှင်းတယ် Brentford ဘက်ကလည်းပြတ်သားတယ် Thomas Frank ကိုကန်ကလည်း M1 ဘူရဲ့ဒါကျွန်တော်တို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါပုံမွေလင်းလင်းပြောဆိုထားခဲ့တာတွေ့ရမယ် M1 ဘူနဲ့ပတ်သက်ပြီးအကယ်၍ဒါတကယ်ကိုကြီးမားတဲ့ club တွေကနေကြီးမားတဲ့ငွေတစ်ခုနဲ့ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ Brentford အသင်းကဒါကိုငင်းဆန်သွားနိုင်မှာမဟုတ်ဘူးဆိုပြီးလက်ရှိမှာ Thomas Frank ကိုတန်ကသူ့ရဲ့နောက်ဆုံး interview မှာဒါ M1 ဘူနဲ့ပတ်သက်ပြီးပြောထားခဲ့တယ်။ M1 ဘူကိုတန်ကလည်း Brentford မှာသူ့အနေနဲ့ရေရှည်နေဖို့စီစ season မရှိဘဲနဲ့သူအနေနဲ့ပိုကောင်းတဲ့ club တစ်ခုကိုပြောင်းလဲဖို့အတွက်သူတို့အနေနဲ့စိတ်ဝင်စားတယ်။ Brian Mbeumo ကို Manchester United ကအခုလက်ရှိမှာစိတ်ဝင်စားတဲ့အဆင့်တတတာရှိပြီးတော့သူတို့အနေနဲ့လက်ရှိအနေထားရခေါ်ယူဖို့အနေထားတော့မရှိဘူးလို့သိရတယ်မှာပေါ့ခုလက်ရှိမှာတရားဝင်ချက်ဆိုခေါ်ရောတရားဝင်ချိတ်ဆက်မှုလုပ်ထားတဲ့အနေထားတော့မရှိဘူးလို့ကျွန်တော်တို့သိရတယ်မှာပါတယ်ပေါ့။အဲ့တော့ဒါဆိုရင်ဒါကျွန်တော်ဘလို့ချိန်နေတယ်ရှိတယ်ဒီနေ့ပြောအောင်လက်ရှိမှာဒါ Manchester United အသင်းအနေနဲ့ဒါ Mbeumo ကိုစိတ်ဝင်စားတယ်။ Mbeumo လက်ရှိမှာလုံနိုင်ကြိုင်နိုင်စွမ်းကို Amorini နဲ့တော်တော်လေးကိုသဘောကျတယ်။လက်ရှိမှာအကယ်၍ ၍ဒီနေရာမှာစကားပြောဖို့လိုလာတာအကယ်၍ Manchester United အသေးနေနဲ့ဒါလာမယ့်နေရာဒီမလာမယ့်ကျွန်တော်ရပ်ပိုင်းအတွင်းမှာ Europa League ရခဲ့မယ်ဆိုရင်တော့ M1 ဘူကအပြောင်းရွှေ့အနေနဲ့တခုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောမျိုးကိုရည်တင်ထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ Brian M1 ဘူအပြင်ကို Manchester United အသင်းကဒီမာရီရက်နေမှာမဟုတ်ဘဲနဲ့လက်ရှိမှာတော်တော်လေးကိုဈေးသက်သာပြီးခေါ်ယူလို့ရနိုင်မယ့်ကစားသမားနောက်တစ်ယောက်ကတော့ဒါစိတ်ဝင်စားတယ်။ အဲ့ဒါကတော့လက်ရှိမှာ Liam Delap အဲ့ Liam Delap ကိစ္စနောက်မှပြောမယ်ကျွန်တော်လက်ရှိမှာ Brian Mbeumo ကိစ္စဆက်ပြောအဲ့တော့ Brian Mbeumo အနေနဲ့သူကိုယ်တိုင်ကလည်းဒါကျွန်တော်တို့ Manchester United အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါပေမဲ့ Mbeumo ကိုအခုလက်ရှိမှာစိတ်ဝင်စားတဲ့ club ကအားလုံး Manchester United အပါအဝင်၃သင်းရှိတယ်။ United ဒါကျွန်တော်တို့ရှိတယ်ပြီးရင်တော့ဒါကျွန်တော်တို့ ညူကာဆယ်ရှိတယ်နောက်ထပ်တင်းကတော်တန်ဟော့စပါအသင်းဖြစ်တယ်အဲလက်ရှိမှာဒါ United နဲ့ဒါ Manchester United United နဲ့ဒါတော်တန်ဟော့စပါအသင်းရဲ့ဒါအပြောင်းရွှေ့တွေကတော့တို့အနေနဲ့ Europa League ရသည်ဖြစ်စီမရသည်ဖြစ်စီပုံမှာအများကြီးမူတည်တယ်လို့မြင်တယ်အကယ်၍ခုနကပြော Euro Manchester United အသင်းက Europa League ရသွားခဲ့မယ်ဆိုတော့ Brian Mbembo ကို United ကရဖို့များတယ်စပါအသင်းကဒါလက်ရှိမှာ Europa League ရသွားခဲ့မယ်ဆိုရင်တော့ Spurs အသင်းက Brian Mbembo ကိုရသွားဖို့များတယ်အဲ့တော့ United ကဒါကြောင့်မို့ခုနကပြောလို့ပဲ Brian Mbembo ကိုလက်ရှိမှာစိတ်ဝင်စားတယ်ဆိုပေမဲ့တရားဝင်ဆက်သွယ်ခြင်းမပြုထားတာကတို့ရဲ့လာမယ့် New Year ဒီမှာ Europa League ယူမယ်မယူဘူးပေါ့ များကြီးအများကြီးမူတည်တဲ့ပုံမှာမူတည်တယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့ဒါကလက်ရှိ Brian Ambwell မူချင်းနေပေါ့နော်ဒါပေမဲ့ Brian Ambwell ကိုဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ United ကလာမဲ့နေရာဒီမှာ Liam Delap ကိုတော့ခေါ်ချင်တယ်ဈေးသက်သာတယ်လုခလာစားနေတယ်အသင်းအနေနဲ့ rely လုပ်လို့ရတယ်လက်ရှိမှာ Premier League မှာလည်း၁၀ခုနဲ့အထက်တွင်းထားတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့သူတို့အနေနဲ့ဒါကိုသဘောကျတယ် Liam Delap ကိုတော့လက်ရှိမှာဒါကျွန်တော်တို့ Tam Sin နဲ့အသင်းမှတ်သမားအကုန်စိတ်ဝင်စားတယ် Wolves Everton Newcastle Spurs United Chelsea ဒါကျွန်တော် Arsenal မစိတ်ဝင်စားကြတော့ဒီလောက်က City တသစ်မရှိဘူး City ကသူ့ရဲ့ကစားသမားဟောင်းသူမခေါ်တာပဲရှိမှန်းကျွန်တော်နည်းမြင်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တမ်းမစစ်တဲ့အသင်မှတ်သများက Liam Delap ကိုစိတ်ဝင်စားတယ်လောက်ခကစားပထမအုပ်တစ်ချက်ကနည်းတယ်ဒုတိယတစ်ချက်ကတော့ခုနကပြောစာအပြောင်းရွှေ့စေးကအင်မတန်မှနည်းတယ်ပေါင်တန်း30ပေးုံနဲ့ဒီကစားသမားကိုခေါ်နေတယ်ပြီအဲ့တော့ဒီကစားသမားကိုလက်ရှိကြားထဲမှာပုံကူရရာသဘောတူညီမှုအသင်ကသာရှိခဲ့မယ်ဆိုရင်တော့ဒီအသင်ကခေါ်ယူသွားနိုင်ဖြစ်တယ်အဲ့တော့ United ကလက်ရှိမှာ Liam Delap ကိုဒါတန်းစင်းသွားပြီဆိုတဲ့သတင်းကြားတဲ့နေ့ကလေးကတရားဝင်ချိတ်ဆက်မှုတွေကို ပြုတ်လုထားရဆိုသတိထွက်လာခဲ့တယ်။ United အသင်းကခုနပြောလိုပဲ Matthews corner အပြင်ကို Liam Delap ကိုတော့ခေါ်ကူခေါ်ခြင်းနဲ့လက်ရှိ budget အနေနဲ့လည်းခေါ်ကူခေါ်နိုင်နေဆိုတဲ့ပုံစံမျိုးကို United ကသတ်မှတ်ထားတယ်။ဒါပေမဲ့ Liam Delap ကိုခေါ်ယူမယ်ဆိုတော့ United အသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုဒါအဲရှင်ပြီးတော့လူရမယ်တဲ့မှာပါတယ်လို့ပြောပြရစီပေါ့နော်။အဲ့တော့ United အသင်းရဲ့ဒီမာတွေမဲ့ရက်နေမှာမဟုတ်ဘဲနဲ့အခုလက်ရှိမှာ tight set ကြီးပဲမဟုတ်ဘဲနဲ့ cancel ပိုင်းမှာပါနောက်ထပ်ဒါ target တစ်ခုနေနောက်ထပ် target ဆိုတော့ target အဟောင်းကိုပြန်လဲပြီးစိတ်ဝင်စားရဲဆိုတဲ့သဘောပဲပေါ့နော်။အဲ့တော့ တာဂတ်ဟောင်းကိုပြက်လေးစိတ်ဝင်စားရဲဆိုတဲ့ဘောကပါတယ်။ဒီလိုက်တဲ့တင်းနေတာမိနစ်ခလေးကလိုက်ခဲ့ပြီးတရားဝင်ကန့်လန့်မှုပါပြည်လို့ခဲ့တယ်။ Jerome Brandwhite ကတော့ မန်ချက်စတာယူနိုက်တက်သင်ပြန်လည်ပြီးစိတ်ဝင်စားနေဆိုတဲ့နေထွက်လာခဲ့တယ်။ဂျယ်ဘရန်သွားကိုတဖက်ကတော့ကျွန်တော်အေဗာတန်သင်ကတော့ပေါင်တန်း80သတ်မှတ်ထားပြီးယူနိုက်တက်သင်ကဒါကိုခေါ်မခေါ်တော့မသေးကြသေးဘူး။ယူနိုက်တက်သင်ကအခုလက်ရှိမှာဒါဂျိုနာသန်ဒါကိုလည်းအလွတ်နဲ့ခေါ်ယူဖို့အတွက်ချိတ်ဆက်မှုတွေပြုလုပ်နေဆိုတဲ့နေထွက်လာခဲ့တယ်။ဒါကတော့လာမယ့်နေရာဒီမှာလီဗာကူစင်နဲ့အတူဒါကျွန်တော်တရားဝင်စာချုပ်ကုတ်တော့မှာဖြစ်ပြီးတော့အလွတ်နဲ့ရနိုင်မယ့်ကစားသမားဖြစ်တယ်။ဂျိုနာသန်ဒါကိုအခုလက်ရှိမှာဒါဘာဆွန်းနာသင်ဘိုင်ယန်မြူးနဲ့ဒါကျွန်တော်တော်တန်ဦးတော်တန်ဟော့စ်ဘာမှမပေါ်ဘူးဒါကျွန်တော်အဲ Manchester United ပြီးရင်တော့ကျွန်တော် Real Madrid လို့အသိမျိုးကစိတ်ဝင်စားဒါပေမဲ့ဒီထဲမှာတရားဝင်ချိန်ဆမှုကိုပြုလို့မှာကတော့ Manchester United ဖြစ်နေပြီလို့ပြောလို့ရတယ်ဒီမှာပါအဲ့တော့ United အသင်းနဲ့လာမယ့်နွေရာသီမှာတိုက်စစ်မှုအ ਨੇ ဆုံးတာ Europa သီးသာရခဲ့မယ်ဆိုတော့၃ယောက်လောက်ဝယ်သွားဖို့အတွက်ပြည့်စင်နေပြီဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သွားကြည့်ပါဦးဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုနဲ့ TV4 တို့မှာကျင်းလို့စာပေါအောင်ကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3 Point ဆိုနဲ့ TV4 တို့လင်းလေးတွေကိုထည့်ပေးထားကြည့်ပြီးကျွန်တော်ဆက်ကူညီပေးလို့ရပါ တယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်များများ clip မမမြန်နိုင်ဖြစ်ပါတယ်အားလုံးမကြည့်တူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တောင်းခွန်ပြုပါဗျအားလုံးမကြည့်တူပါနဲ့မများများလေး clip ဖို့မမိကြပါနဲ့ဟုတ်များများ clip မမမြန်နိုင်ဖြစ်ပါတယ်တေးပါဗျ